မန္တလေးတိုင်းတွင်ငလင်းပေးသင့်ဒေတာကဂရေဝန်နဲ့တူတက်မဲ့ကလေးတွေအတွက်တအူးကိုကျောင်းသုံးပစ္စည်းငွေကျပ်9000ပိုခန့်ထောက်ပံ့သွားဖို့ Lottery Club of Mandalay ကဆောင်ရွက်နေရလို့သိရပါတယ်။ငလင်းတန်ကြောင့်မိဘတစ်ပါးဓမ္မမုံနှစ်ပါးစလုံး ဆုံးပါသွားတာစီဝါရေးဆုံးရှုံးတာကိုလန့်အင်ကထိခိုက်သွားတာစတာတွေကိုကနေဦးဦးစားပေးထောက်ပံ့သွားဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ် Lottery Club of Mandalay ကစီစဉ်တဲ့အဆိုပါဆောင်ရွက်မှုမှာကလေးတဦးကိုလွှဲအိတ်ကျောင်းသုံးပစ္စည်းတွေနဲ့ဗလာစာအုပ်တရာစင်တို့ကိုပေးဝေသွားမှာဖြစ်ပြီးတမုံငွေကျ9000ခန့်ကျသင့်မယ်လို့သိရပါတယ်ကနေဦးကျောင်းသား9000အတွက်ပေးဝေနိုင်မှုရည်ရွယ်ထားပြီးလက်ရှိလူရန်မှုတွေမှာ3000ခန့်ရရှိထားပြီဖြစ်တယ်လို့သိရပါတယ် မန္တလေးတိုင်းတတိုင်းရဲ့ငလင်ဘေးတန်တဲ့ចောင်းသားအရေအတွက်က2100ကျော်ရှိပါတယ်။ကနဦး9000ကိုဦးစားပေးတော့မှာဖြစ်ပေမဲ့အကုန်လုံးကိုဝေဘေးနိုင်မို့လဲဆောင်ရွက်သွားဖို့ရှိပါတယ်။ငလင်တန်ကြောင့်ကလေးတွေចောင်းတက်ဖို့ခက်ခဲရက်တန့်သွားတဲ့သူတွေចောင်းပြန်တန်နိုင်ဖို့အခုလိုဆောင်ရွက်ရတာဖြစ်ပါတယ်လို့ Lottery Club of Mandalay ကဒေါက်တာနိုင်ဝင်းထက်ကရှင်းပြခဲ့ပါတယ်။လူရန်လူတဲ့အလူရှင်တွေအနေနဲ့ចောင်းသားတဦးအတွက်အလူငွေကျပ်9000ကိုဆက်သွယ်လူရန်နိုင်တယ်လို့သိရပါတယ်။